Hello အားလုံးမင်္ဂလာပါ Cobra Cafe Facebook page နဲ့ YouTube channel တွေပြန်လည်ကြိုဆိုလိုက်ပါရပြဒီနေ့ဗီဒီယိုလေးကတော့ Cobra Lounge Manager ရဲ့တိုင်းမောင်လေးတွေအတွက်ကျွန်တော်ဖြည့်ပေးမှာဖြစ်ပါတယ်ဒီ event အကြောင်းလေးပေါ့နော်တချို့မသိသေးတဲ့သူတွေလည်းအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့ Cobra ပြောပြပေးမှာဖြစ်ပါတယ် Okay အဲ့တော့ Let's go brother ကျွန်တော်အရှိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပြ ီ event တွေကတော့ကိုပေါ်တို့ကလည်းတို့ကအထူးတလည်ပြောပြခိုင်းတာလည်းမဟုတ်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလည်း AC တိမဲ့ချင်းပြီးတော့မှမပြောပြတာဖြစ်ပါတယ်မပြောဖြစ်တာပေါ့နော်အမှန်မပြောပြတာမဟုတ်ပါဘူးဒီ event ရဲ့နာမည်လေးကတော့ The End of Clash လို့ခေါ်တယ်ပြီးသွားရင်သူကကျတော့ဘလို့အလုံးလို့လဲဆိုလို့ရှိရင်တော့ brother တို့ဒီအလုံသမားလေးတွေကိုခိုင်းနေတာနဲ့တူအောင်သူကဒီဘက်ကဟာလေးတွေတဖြည်းဖြည်းနဲ့တိုးလာမှာပေါ့နော်နောက်ဆုံးမှဆိုရင်ဘာတွေရမလဲဆိုလို့ရှိရင်တော့ strat တွေလည်းရမယ်ကျွန်တော်ပေါက်၅လုံးရမယ်ဒီမှာလည်းပေါက်က၂လုံးရမယ်ဒီမှာ၂လုံးအဲပေါက်လေးတွေပေါ့နော်ပေါက်လေးတွေရတာများအောင်ပဲဗျာ အဲ့ကြောင့်မို့ဒီ event တွေကတိမ်ပေါ်တော့အထူးတလဲ mission တွေ live လုပ်နေကြတော့မလို့ဘူးကိုယ့်ရဲ့ဘီမှာကိုကဒါကိုယ့်ရဲ့အလုပ်သမားတွေကိုခိုင်းနေပြီးရင်ရပြီဗျ ဘလို့လို့သမားတွေကိုခိုင်းရမှာလဲဆိုလို့ရှိရင် brother တို့ကဒါ fading upgrade အဆောက်အဦတွေကို upgrade လုပ်ထားနေရမယ်ပြီးတော့လို့ရှိရင်ဒါကိုပြတော့ဒီဘက်က touch upgrade ဆိုတာလေးကကြတော့ဒီအပေါ်ကိုမြောက်တက်သွားတဲ့ကောင်လေးပေါ့ spin trap လေးတွေကို upgrade လုပ်ထားနေကိုကျွန်တော်ဒီဟာလေးတွေရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီဟိုဟာလေးတွေပေါ့ဘောလုံးလေးတွေလည်းပါတယ်အဲ့ဒါလေးတွေလည်းလုပ်လို့ရတယ်နောက်တစ်ခုကကြတော့ wall upgrade wall တွေကို upgrade လုပ်ထားနေလေသူကတဖြည်းဖြည်းနဲ့တိုးသွားမှာဖြစ်တယ် patch တွေကိုလည်း upgrade လုပ်ရတယ်ပြီးတော့ကျွန်တော် troop တွေ spare တွေ hero တွေတယောက်မှဆိုလို့ရှိရင်ကျွန်တော် kalan capital goal လေးတွေကို crash လုပ်တဲ့နေရာမှာလည်းအသုံးဝင်တယ်ပြီးတော့ဒီအောက်ကအပင်တွေကို ရမ်ဘူကိုရဲ့အပင်တွေကိုနှုတ်ထားကိုမလို့ချင်တဲ့ဒီတစ်တုံးတွေကိုနှုတ်လိုက်တာလို့ဆိုရင်အဲ့ဒါတွေအကုန်လုံးအကျိုးဝင်တာဖြစ်ပါတယ်အဲ့ဒါတွေအကုန်လုံးကဘရာသားတို့တယောက်တည်းလောက်အောင်မဟုတ်ဘူးအကုန်လုံးပေါ့နော် class of clan ဆော့တဲ့သူတွေအကုန်လုံးဝိုင်းပြီးတော့မှလောက်ကမှသူကဒီကောင်လေးကတဖြည်းဖြည်းနဲ့တက်သွားမှာပေါ့နော်နောက်ဆုံးကျရင်ကျွန်တော်နောက်ဆုံးအစီအစဉ်ကြရင်ဒီမှာရမယ့်ဟာတွေကပေါက်လေးတွေတော်တော်များတယ်ဗျ ဲ့တော့အဲ့ဒါလေးကကျတော့အထူးတလဲဘာမှလိုက်လို့စရာမလိုဘူးတိမ်မောင်တော့ဒီတိုင်းလေးကိုယ့်ရဲ့ဘေးမှာကိုယ့်ကို AC လေး upgrade လုပ်ပေါ့နော်ဒါကိုဘောဆိုရင်ဒီမှာကျွန်တော်ဒါ spring track တွေ upgrade လုပ်နေတယ်ကျွန်တော်ဒီလေဘောပျောက်တက်သွားတဲ့ကောင်လေးတွေအဲ့ဒါလေး upgrade လုပ်တယ်ပြီးတော့ဒီမှာ wall လေးတွေ brother တို့ light တင်နေရှင်တယ်သူကထပ်ပြီးတော့တိုးသွားမယ်ပြောအပင်တွေပေါ့ကျွန်တော်ဒီအပင်တွေကတော့တမင်ခါလိုချင်လို့ဘေးကတ်ထားတာဆိုတော့အဲ့ဒါတွေတော့မနှုတ်ဘူးပေါ့နော်ဘာသာမလိုချင်တဲ့တချို့တစ်တုံးတွေပေါ့တစ်တုံးလေးတွေနှုတ်ဒါမှမဟုတ်ကျွန်တော်ဒီဘက်ကဗေဒါဘက်မှာအပင်လေးတွေဒီကောင်လေးတွေလိုက်နှုတ်လဲရတယ်ဗျာအ အဲ့ဒီပင်လေးကြီးနှုတ်တာနဲ့ဖြည်းဖြည်းနဲ့ तू ကတိုးလာမှာဖြစ်ပါတယ်အဲ့တော့တယောက်တည်းလောက်အောင်မှမဟုတ်ဘူးနော်ဘာသာဘာတယောက်တည်းလောက်ပြီးတော့မှအပင်လေးလောက်တာဘာလို့မတိုးတာလဲလို့ထင်မနေနဲ့ဘာလို့လဲဆိုတော့အကုန်လုံးဝိုင်းလုံးမှာဘာလို့ဆိုတော့အရန်များတယ်ဗျ အရင်များတယ်ဒီမှာကြည့်ကြည့်လိုက်ဘလောက်ဗီလီယံလဲဆိုလို့ရှိရင်စနစ်ဒက်သမ5ဘီလီယံ oh my god စောင်းဝဲကျွတ်စင်အများကြီးပေါ့နော်ဒါပေမဲ့သိပ်မပူနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ COC ဆိုတဲ့လူတွေကအများကြီးပဲအကောင့်ပေါင်း16000ရှိတယ်အကောင့်လုံးဝိုင်းပြီးတော့ upgrade လုပ်လိုက်ရင်ဒါကသူ့ဘက်သူလေးပြီးသွားမှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီကောင်ကနောက်ထပ်17ရက်တောင်ကြံသေးတယ်ဟာမားဂျန်မပြီးမရှင်းအောင်ဒီ event ရှိနေမှာဖြစ်ပါတယ်အခုလက်ရှိဟာမားဂျန်ရင်းနဲ့လည်း brother တို့တော်တော်လေးကိုအဆင်ပြေနေတယ်ဆိုတော့အားလုံးလည်းငြိမ်နေကြတယ်ပေါ့နော် event ဘာညာရွှေချောင်းလဲတတ်မထွက်ကြဘူးရင်တော့ဆိုရင်တော့ဟာအခု upgrade ကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အာကိုမအောက်ဒီမှာတွေ့ရတာ ယ်အခုအားမကြိုင်ပေးထားလိုက်တော့မှဆရာသမားတွေကငြိမ်နေဗာတမအောင်မထွက်တော့ဘူးဗောနော်โอเคအားလုံးလည်းအဆင်ပြေနေကြပြီလို့ကျွန်တော်ထင်တယ်အားမကြိုင်အက်ဂရိတ်ကလည်းတော်တော်လေးကိုမအောင်ကျွတ်တယ်ဗောနော်ဒီဝေါ်တွေပါအက်ဂရိတ်လုတဲ့နေရာမှာအကုန်လုံးတွက်ပသူက50%နေကြီးရှော့ထားပြီးရဒါပေမဲ့ तू မပါတာကျတော့စူပါရှက်တွေကိုအက်ဂရိတ်လုတဲ့နေရာမှာမပါဘူးเนาะ brother တို့ pressure motor တွေလည်းမပါဘူးဒီကောင်းတွေအက်ဂရိတ်လုတဲ့နေရာမှာလည်းရှော့စေးမပေးဘူးစူပါရှက်တွေကိုအက်ဂရိတ်လုတဲ့နေရာမှာရှော့စေးမပေးဘူးကျန်တာတွေအကုန်လုံးတော့ तू က50%နေရှော့ထားပြီးတယ်ဗျအဲ့အချိန်မှာသိမ့်ပေါ်တော့ goal pass ပါထပ်ပြီးတော့ဝယ်ထားမယ်ဆိုလို့ရှိရင်တော့ရှော့စေးကတော်တော် ောင်များများကြီးကိုရမှာဖြစ်ပါတယ်ဒီလကတော့ဒါဂိုဘက်ဝယ်တဲ့နဲ့လပေါ့နော်ဂိုဘက်လေးဝယ်ပြီးတော့မှဒီဟာမချန်အက်ဂရိတ်နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ဘာမှရှိပြီးကြမလို့သိမလို့ဒီမှာဟာမချန်နောက်ထပ်၁၇ရက်ကျန်သေးတယ်အဲ၁၇ရက်လောက်နဲ့ဒီဂိုဘက်နဲ့ဝယ်ပြီးတော့ကျုံးမယ်ဆိုရင်တော့တော်လေးဦးမအောင်ကျွတ်စင်ကြီးကိုရမှာဖြစ်ပါတယ်ဘလို့ကျွတ်စင်လဲဆိုတော့ brother တို့စော့နိုင်စော့နိုင်တလောက်ပေါ့နော်အရင်လောက်မပင်မန်းတော့ဘူးဒီ၁၇ရက်လေးအားစားလိုက်တာနဲ့ brother တို့အများကြီး၃လလစာလောက်ကိုအများကြီးတက်တာသွားနိုင်တယ်ပေါ့နော် အဲ့ကြောင့်မို့ဒီလာလေးမှာတော့အလုတ်အားတဲ့ညီကိုလေးရတော့ဒါကိုကလုတ်အားတဲ့ဆိုလို့ရှိရင်လုတ်ထဲမှာလည်းဂိမ်းဆော့လို့ရတဲ့လူလေးတွေရှိတယ်ဆိုရင်တော့ ကိုပတ်လေးဝယ်ပြီးတော့ပါတီးဖို့အကြံပေးကြပါတယ်ဗျအဲ့တော့ကိုပတ်လေးတွေဘတ်စကင်လေးတွေဝယ်ခြင်းနဲ့ဆိုရင်လည်းကိုပတ်စီမှာလာပြီးတော့ဝယ်လို့ရတယ်ကျွန်တော်ရဲ့ Viber Telegram လေးကိုဒီမှာရေးထားပေးတယ်အဲ့ရင်လည်းဆက်သွယ်ပြီးတော့မှကျွန်တော်စီမှာလာဝယ်လို့ရပါတယ်မော်ဟိတ်ကမှာဆိုလို့ရှိရင်လည်းစီနီယာမှာကိုပတ်စတို့ရိုက်ထည့်ပြီးတော့မှကျွန်တော်ကအားပေးလို့ရတယ်ဒီကိုပတ်စတို့ရိုက်ထည့်တဲ့နေရာကလည်းကျွန်တော်တစ်လောက်တစ်ခါတစ်ပတ်ကိုတစ်ခါလောက်ပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတတိယရလေးနဲ့ကိုပတ်ဒီလိုမျိုးလေးမှာရိုက်ပြီးတော့လည်းစပိုလေးပေးကြပါတော့ဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းရိုက်ထားတာပျောက်သွားပြီလားဆိုတော့တစ်ချက်သွားကြည့်ပြီးအောင်ပျောက်သွားတယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့မှရိုက်ထားပေးပါဦးကျ ကျေးဇူးပါကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးလေးကြည့်ပြီးတဲ့ညီကိုလေးတို့တကယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲပါပါကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ